အခုတင်ဆက်ပေးမယ့်သတင်းကတော့မေလာတတိယပတ်အတွင်းမှာလေပြားနဲ့ရံမှုဖြစ်နိုင်ခြေရှိတဲ့သတင်းပဲဖြစ်ပါတယ်။ယခုလမေလာ16ရက်နေ့နဲ့နောက်ပိုင်းများမှာလေပြားနဲ့ရံမှုဖြစ်နိုင်ခြေရှိတာကြောင့်ပင်လယ်ပြင်ရေလုံသားများအချိန်မီကဲပြတ်ဝင်နိုင်ဖို့အတွက်ပြင်ပမိုးလေဝသပညာရှင်ဦးဝင်းနိုင်ကတတိပေးထားပါတယ်။မိများပြားပြနိုင်တာကိုမသိနိုင်တဲ့အတွက်နေရာမရွေးအနေနဲ့ပြနိုင်တယ်လို့လည်းသိရပါတယ်။လက်ရှိကမှန်တာကြရလေပြားနဲ့ရံမှုဟာ ကံယုံရန်အနည်းအစပြုဖြစ်ပေါ်လာပါကမင်းစရဲနောက်ပိုင်းမှာအနည်းဆုံးမိုးအသစ်သစ်ရွာနိုင်တဲ့အခြေအနေများရှိနေရလို့ကျူတင်ခမိုင်းမော်ရယ်များကပြတ်တနေရလို့သိရပါတယ်တကယ်လို့မိုးရသွန်မယ်ဆိုပါကလည်းရေစင်မီလီမီတာ40အထက်ကနေမီလီမီတာ80အထက်မိုးပမာဏများနိုင်တယ်လို့သိရပါတယ်။ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုအစည်းအဝေးကမြမပင်နယ်ပြင်မှာရမန်နေမေလီယန်နေဝန်တဲ့ချိန်မှာစပြီးနောက်24လနေ့အတွင်းမှာအမြင့်၅ပင်မှာနေရှိပေသည့်လှကြီးနိုင်တဲ့လို့လည်းသတိပေးထားခဲ့လို့သိရပါဗျ။ဒီသတင်းကိုတော့မျက်တူတူကပေးပို့လာပါဗျ။